ကဲဒီနေ့27ရက်လေးလ2025လာရှိုးမျိုးရဲ့အချိန်လေးကတော့မထူးခြားပါဘူးခင်ဗျာပုံမှန်ပါပဲထူးခြားတာကတော့ဒီနေ့လာရှိုးမျိုးမှာမိုးတွေအောင်ဆိုင်နေပါတယ်လို့နော်နောက်တစ်ခုထူးခြားတာကမြို့လေအဝိုင်းမှာမဟာမိတ်အလံတို့ဖြုတ်ထားတော့အခုမြန်မာနိုင်ငံအတော်အလံပဲရှိတော့ပါတယ်ခင်ဗျာနော် ကျန်တာတော့ထူးထူးခြားခြားမရှိတော့လူတွေကပုံမှန်သွာလာနေကြတော့ပါတယ်။နော်ပုံမှန်သွာလာနေကြပါလား။တချို့မီဒီယာတွေကပြောထားတာကလာရှုံမျိုးမှာဆိုင်တချို့တွေပိတ်တဲ့လူတွေပါတော့ပြစသဖြင့်အဲ့ဒါတွေမဟုတ်ပါဘူးနော်။အေးစစ်စစ်ပါပဲ။အမလည်းငါတော့အလံပဲကျန်တော့တယ်။မမေးအလံတော့ဖြုတ်သွားပြီလူတွေကပုံမှန်သွာလာနေကြတော့ပဲနော်။ ဒီနေ့နစတရလေလာ2025လာရှုပ်ရဲ့ခြေနေလေးပါအနာသိစစ်တပ်ပြန်ရောက်လာပေမဲ့လာရှိုးမျိုးပုံမှန်လည်းပတ်နေလာရှိုးမျိုးကနေကိုကန့်တက် NDAA အဖွဲ့ဝင်တွေဆုတ်ခွာသွားပြီးအနာသိစစ်တပ်ဝန်ထမ်းတွေပြန်ရောက်လာပေမဲ့ဧပြီလ21ရက်နေ့မှာလာရှိုးမျိုးတွင်အခြေအနေဟာပုံမှန်လည်းပတ်နေတယ်လို့ဒေတာခန်တွေစီကသိရပါဗျာ ယူရင်းမြို့ပြင်မှာတင်ဆက်ထားတဲ့ NNDAA နဲ့ကိုကန့်ထူဒေတာတက်အလံတွေကိုဖြုတ်သိမ်းပြီးတော့မြန်မာနိုင်ငံအလံတစ်ခုပဲလွင့်တင်ထားတယ်လို့ဒေတာခန်တွေကပြောပါတယ်။ရင်းနှန်းသွားတဲ့လမ်းပဲအချိန်ပိုင်းနဲ့ပိတ်ထားတာကြံတဲ့အချိန်ဆိုရင်အေးဆေးပါပဲလို့လာရှိုးဒေတာခန်အမျိုးသားတဦးကပြောပါတယ်။လာရှိုးမြို့လေကစင်နကောင်ဟိုတယ်ရှိတဲ့အနီးဝန်းကျင်မှာတော့လမ်းတွေပိတ်ထားပြီးလုံခြုံရေးယူထားတယ်လို့အဲ့ဒီဒေတာခန်ကပဲပြောပါတယ်။ ဧပြီ16ရက်နေ့ကလာရှုမြို့ကိုတရုတ်ကိုယ်စားလှယ်တင်ရှိကျွင်းရောက်ရှိခဲ့ပြီးနောက်မှာတော့ဂင်းကဥဆောင်ပြီးပြစ်ခတ်တိုက်ခိုက်မှုစောင့်ကြည့်ရေးအဖွဲ့ကိုဖွဲ့ထားပါတယ်။အဲ့ဒီနောက်မှာတော့အာနာသိန်းစစ်တပ်လက်အောက်ခံစစ်တပ်ရဲနဲ့ဌာနဆိုင်ရာဝန်ထမ်းတချို့တွေလာရှုမှာပြန်လည်ရောက်ရှိနေပြီဖြစ်ပါတယ်။ ANDAA နဲ့မြောက်ပိုင်းညီနောင်မဟာမိတ်အဖွဲ့တွေရဲ့2029စစ်စင်ရေးဒုတိယလိုင်းမှာလာရှုမြို့နဲ့အရှိမြောက်တိုင်းစစ်ဌာနချုပ်ကိုတင်ယူနိုင်ခဲ့တာဖြစ်ပါတယ်။